ဒီနေ့ကဘုန်းကြီးတရားအမှန်တကယ်အားထုတ်လို့သူများအတွက်သီးသန့်အပိုင်းလေးကိုပြောပြမှာဖြစ်ပါတယ်။ဘာဖြစ်လို့တရားအမှန်တကယ်အားထုတ်လို့တဲ့သူများလို့ဘုန်းကြီးပြောရတယ်လဲဆိုတော့အခုဘုန်းကြီးဟာ96နှစ်တက်တော်ဝါရ35ဝါး ဧကဇာရီရညဝါသီဘာဝနာရတိဝိညာတရအဖြစ်နဲ့တိုးရဲမှတိုးရ20နဲ့တနှစ်ရှိပါပြီအမရဗုဒ္ဓမျိုးမာကန္နာယုံចောင်းတိုက်ကြီးကနေပြီးတော့မှတော်ထွက်လာခဲ့တဲ့ဆရာတော်ဖြစ်ပါတယ်ဒါဟာပြောကျင်လုံးလို့ပြောနေတာမဟုတ်ဘူးတချို့ပေါ်ပေါ်ပဲပဲပေါ်ပေါ်တန်တန်လောက်တတ်တဲ့သူတွေရှိလို့ပြောနေတာဘုန်းကြီးဟာတပါးတဲ့တနတ်စာပတ်စာမကိုင်း ပြိပတ်တွေထွက်တဲ့ချိန်လဲဘာပတ်ဆံမှာအလှမခံမဲနဲ့ပြန့်ဖိတ်တဲ့သူကစီမံပေးတဲ့အတိုင်းနောက်ကဘုန်းကြီးခရီးစဉ်မှာအထောက်အကူပြုမဲ့ဝေယဝက်ဆတ်တယောက်ခေါ်ပြီးတော့ကြွလေရှိပါတယ်လူတန်းလာတဲ့သူတို့စိတ်ဆန္ဒရှိလို့ ကျေးဇူးတရားပေါ်ပြရင်လည်းလှူဒန်းလာတာကိုတော့သူ့ဘက်သူဘုန်းကြီးရဲ့တပည့်ပြိသက်ကစီမံပြီးတော့အဆက်အောင်အသုံးပြုကြပါတယ်ဘုန်းကြီးငွေနဲ့ပတ်သက်လို့လုံးဝပါဝင်ခြင်းဆွတ်ဖက်ခြင်းမရှိပါဘူးအဲ့ဒါလို့နေတဲ့ဆရာတော်ပါဘုန်းကြီးတို့ကျေးဇူးရှင်မာကနိုင်အောင်ဆရာတော်ဖရာကြီးဆိုတာအာအင်တမဝီနီးတကယ်လေးစားတဲ့ဆရာတော်ကြီးပါတခစ်တခါမှာတော့ ပေါ်ပေါက်ခဲတဲ့တယောက်လို့တပါလို့ဆိုနိုင်ပါတယ်အဲဒါကြောင့်ဘုန်းကြီးဟာဒီတရားအမှန်တကယ်အာထုတ်ခြင်းသူများအတွက်တည်တန်းဆိုပြီးတော့ပြောပေးနေတာဖြစ်ပါတယ်အဲပြီးရင်ဘုန်းကြီးကိုယ်တိုင်ကတိတ်ပန်နေကြမှငငယ်လေးကလက်တွေ့မကြတဲ့ဟာတွေကိုလက်မခံတတ်တယ်လို့လက်တွေ့အကျိုးမရတာတွေလည်းချိန်ကုန်ခံပြီးတော့ဘုန်းကြီးစကားပြောနေလိမ့်မရှိဘူးစကားပြောခြင်းနဲ့ဝါသနာလည်းမပါဘူး အချိန်ကုန်ပြီးတော့အပြေမထွက်တဲ့ဇာတ်တွေကိုထိုင်ပြောနေတတ်တဲ့အကျင့်စရိုက်ဘုန်းကြီးမှမရှိဘူးအဲဒါကြောင့်တကယ်အထုတ်ချင်တဲ့သူတွေလို့ဘုန်းကြီးကအဲစေတနာမြတ်တာနဲ့ဥတက်နေတာခေါင်းဥခေါင်းစဉ်တည်ပြီးတော့ပြောနေတာဖြစ်ပါတယ်အဲဒီနေ့ဘုန်းကြီးပြောပေးမှာကစောစောကအပိုင်း၃ထီအောင်ဒီနေ့အပိုင်း၄ပေါ့နော်အပိုင်း၃ထီအောင်ဘုန်းကြီးတမန်တော်နဲ့ဝိပဿနာ အဲဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကိုပြောခဲ့တယ်။ဒီနေ့ပိုင်းမှာတော့ဒီဝင်သက်ထွက်သက်ကိုအားထုတ်ရင်းနဲ့ဝင်သက်ထွက်သက်ကိုအားထုတ်ရင်းနဲ့ stress တွေရပ်သွားတယ်။ Now adrenaline နဲ့ cortisol လို့ခေါ်တဲ့ stress hormone တွေရပ်သွားတယ်။အဲ့ဒီ adrenaline နဲ့ cortisol hormone တွေရပ်တန့်သွားတဲ့အတွက်ကြောင့် cortisol ကြောင့်ဖြစ်မဲ့ cortisol က blood glucose တွေကိုတက်စေပြီးတော့ adrenaline က heart rate တွေကိုမြန်စေတယ် blood glucose တွေကိုတက်စေတဲ့အတွက်ကြောင့်ဆီးချိုဖြစ်မှုကိုအားပေးပြီးတော့ heart rate ကိုမြန်စေတဲ့ဟော်မုန်းတွေကြောင့်နှလုံးရောဂါကိုဖြစ်စေတတ်တယ်နှလုံးကျန်းမာရေးကို ထိခိုက်စေတတ်တယ် အဲ့ဒီစီချိုတက်တဲ့ blood globules တွေကိုဒီဝင်သက်ထွက်သက်ကိုတတိကဲ့၍တရားထိုင်ခြင်းကရက်တန်အောင်လုပ်ပေးနိုင်တယ်။နှလုံးကျန်းမာရေးကိုထိကိုက်စေတတ်တဲ့ adrenaline hormone တွေကိုဝင်သက်ထွက်သက်ကိုရှုမှတ်၍တရားထိုင်ခြင်းကရက်တန်အောင်လုပ်ပေးနိုင်တယ်။ဒါကြောင့်စီချိုမဖြစ်သေးတဲ့သူများအတွက် ကာကွယ်စည်းဖြစ်ပြီးတော့ဖြစ်ပြီးတဲ့သူများတွေ့ဆိုရင်လည်းတက်တာပြောက်ကင်းစည်းတစ်ခုလို့ဖြစ်ပါတယ်။နောက်နှလုံးကျန်းမာရေးသမားများအတွေ့ဆိုလို့ရှိရင်နှလုံးကျန်းမာရေးကိုမဖြစ်နှလုံးကျန်းမာရေးမထနှလုံးယောဂမဖြစ်သေးတဲ့သူများတွေ့ကာကွယ်စည်းဖြစ်ပြီးတော့နှလုံးယောဂဖြစ်ပြီးဆိုရင်လည်းပဲအဲ့ဒီသူများအတွက်ဒီဝင်သက်ထွက်သက်ကိုတတိကပ်ရတရားထိုင်ရင်ကတက်တာပြောက်ကင်းစည်းဖြစ်ပါတယ်ဆိုတာကိုဘုန်းကြီးကိုယ်တွေအရာ သူတေသနာစာတမ်းများအရာပြောဆိုပေးခြင်းဖြစ်ပါလေအဲ့ဒီလိုဝင်သက်ထွက်သက်ကိုအထုတ်နေရင်နဲ့နော်ဒါကတိပ္ပဏိကြလက်တွေ့ရတဲ့အကျိုးကျေးဇူးပေါ့သူတေသနာစာတမ်းများအရာအဲ့လိုအထုတ်နေရင်နဲ့နိဗ္ဗာန်မဲ့ဖို့သွားရလမ်းကြောင်းမှာမကင် ရှစ်ပါးဘယ်လိုပါဝင်လာကြလဲပါဝင်ပုံပါဝင်နည်းကိုပြောပြတော့မှာဖြစ်ပါတယ်အခု လက်တွေ့ချက်ချင်းစပြီးတော့လုပ်ပါပြီထုံးလန်တိုင်းဝင်သက်ထွက်သက်တစုံကို၁ဝင်သက်ထွက်သက်နှစုံကို၂ဝင်သက်ထွက်သက်သုံးစုံကို၃ဝင်သက်ထွက်သက်လေးစုံကို၄နဲ့အဲ့ဒါလိုဝင်သက်ထွက်သက်၅စုံကို၅ပေါ့နော်အဲ့ဒီဝင်သက်ထွက်သက်၅စုံကို၅ အဲ့ဒါကိုဝါရအသေးတဝါရလို့ခေါ်ပါတယ်အကျဉ်အသေးတစ်ကျဉ်ပေါ့နော်ဝါရဆိုတာပါဠိစကားမြန်မာလိုအကျဉ်လို့ရတာပဲအင်္ဂလိပ်စကားမှာ time လို့ရတာပဲဒါ smaller one smaller one one time လို့ခေါ်တယ်ဒါဝါရအသေးတဝါရဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့မှတစ်ကိုပြန်တက်၍6ကိုပြန်ဆင်ဒါကိုဝါရအသေးနှစ်ကျဉ်လို့ခေါ်ပါတယ်အဲ့ဒီကနေတစ်ကိုပြန်တက်၍9ကိုပြန်ဆင်ဒါကိုဝါရအသေး3ဝါရလို့ခေါ်ပါတယ် အဲ့ဒီကနေမှတစ်ကိုတဲ၍ရှစ်ကိုပြန်ဆင်းဒါကိုဝါရအသေးလေးဝါရလို့ခေါ်ပါတယ် smaller one four time လို့ခေါ်ပါတယ်နော်နောက်တကတစ်ကိုတဲ၍ကိုးကိုပြန်ဆင်းဒါကိုဝါရအသေး9ဝါရလို့ခေါ်ပါတယ်အဲ့တော့ smaller one five times လို့ခေါ်ပါတယ်အဲ့ဒီကနေမှတစ်ကိုတဲ၍10ကိုပြန်ဆင်းဒါကိုဝါရအသေး6ဝါရလို့ခေါ်ပါတယ်ဒါကို smaller one six times လို့ခေါ်ပါတယ် ဲ့ဒီလိုဝါရအသေး6ဝါရတခုဝါရကြီးတဝါရဒါကို greater one one time လို့ဒီလိုခေါ်ပါတယ်အဲ့တော့ဘာတွေ့လဲဆိုတော့ there are smaller one six times in greater one one time နော် there are smaller one six times in a greater one one time လို့ဒီလိုမျိုးရပါတယ်ဒါပြပမှာဆိုအဲ့ဒါလို့သင်ရလို့နားလည်စေခြင်းလို့ပြောပြခြင်းဖြစ်ပါတယ် you know, greater one one time, a smaller one six times. Power. Wara ajita wara ma. Wara ati chow chain power. Every chow di. No. every chow di takes five minutes. Every chow chain di nine shivare. You no. Know? Smaller one six times take five minutes. a smaller one ချောက်ချိန်ဟလား၀ါရသိန်းချောက်ချိန်ပြီးရင်9မိနစ်ရှိပါတယ်အဲ့ဒါကို၀ါရကြီးတဝါရ၀ါရကြီးတဝါရသည်9မိနစ်ရှိပါတယ်လို့ယူလို့ရပါတယ်၀ါရသိန်းချောက်ချိန်ဆိုရင်9မိနစ်အဲ့ဒီ၀ါရသိန်းချောက်ချိန်သည်၀ါရကြီးတဝါရအဲ့ဒီ၀ါရကြီးတဝါရသည်9မိနစ်ဖြစ်ပါတယ်အဲ့ဒီလို9မိနစ်ပြီးတာ ਨੇ တပြိုင်တည်းကိုယ့်ရဲ့ ဒီနှလုံးကြမ်းမာရေးက HRV လို့ခေါ်တဲ့ heart rate variability ကချက်ချင်းအပြောင်းလဲများဖြစ်နေတိုးတက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲတော့စပါပြီ။ when they try the date when they the 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 to the knee. When they to the dome. When they to the lay. When they to the nga. Da so yin. Wara di the wara lo ko wa အဲ့ဒီဝါရသေးတဝါရမှာဝင်သက်တော့တစုံတစုံကိုတတတနဲ့တတနဲ့တတ်မှတ်သွားပြီးတော့၅ချိန်ထီအောင်၅စုံဝင်သက်တော့၅စုံဖြစ်ပါတယ်အဲ့ဒီဝင်သက်ထွက်သက်၅စုံကိုတတိကတ်တဲ့ခါမှာတော့ရှိရှိလည်းမဆွေးနဲ့တူတူလည်းမလျှော့နဲ့သူ့အရှိကိုအရှိတိုင်း प्रतिकप में ने tưởng để nó chậm ဒါကဝါရအသေးနှစ်ဝါရဖြစ်ပါတယ်နှစ်ဝါရအသေးသုံးဝါရကိုသွားပါမယ်တက်ကနေခွန်ထီအောင်တေဟဲ့ cổ để mở à. chớp ခုနှစ်ဒါကဝါရအသေး၃ဝါရမြောက်ဖြစ်ပါတယ်။နောက်ဝါရအသေး၄ဝါရမြောက်ကိုသွားပါမယ်။တစ်ကနေ၈ထီအောင်တဲ့ 你。 ြောင့်ခနေရှေတာကဝါရအသေးလေးဝါရဖြစ်ပါတယ်ဒီဝါရအသေးလေးဝါရရှိတိအောင်ခုဝါရသေး၅ဝါရကိုတွားပါမယ်တက်ကနေ၉တိအောင って、ねえ。と、lấy chào kane she ကိုတကဝါရအသေး၅ဝါရဖြစ်ပါတယ် ကိုဝါရသေး6ဝါရကိုတော့ပါမယ်ရေတက်ကနေ30တိအောင်တော့ပါမယ်နေတော့ để ngã chở connect တဆယ်ဒါဝါရသေး6ဝါရဖြစ်ပါတယ်အဲ့ဒီဝါရသေး6ဝါရကိုဝါရကြီးတဝါရလို့ခေါ်ပါတယ်အဲ့ဒီဝါရကြီးတဝါရသည်9မိနစ်ရှိပါတယ်အဲ့ဒါလို့လုပ်တဲ့ကမ္ဘာတော့စိတ်ရှည်လက်ရှည်လေးလုပ်ရမယ်တဆက်တဆက်ထဲရအောင်လုပ်ရမယ်စိတ်ကိုနှပေးမပြန့်လွင့်အောင်အားထုတ်ရမယ်စိတ်ရှည်လက်ရှည်လေးလုပ်ရမယ်တဆက်တဆက်ထဲရအောင်အားထုတ်ရမယ် စိတ်ကိုနဘေးမပြန့်လွင့်သွားအောင်အားထုတ်ရမယ်အဲ့ဒါလို့မပြန့်လွင့်စေဖို့အတွက်ဒေနှစ်၃ ਨੇ ကနန်းနံပါတ်လေးတွေလိုက်ပြီးတော့ကတ်ပေးသွားတာဖြစ်တယ်ဒါကိုကဏနာနီးလို့ခေါ်ပါတယ် counting method of breathing လို့လည်းနိုင်ငံခြားမှာဘုန်းကြီးဒီလိုသင်ပေးပါတယ်အင်တာမအကျိုးများပါတယ်အဲ့လိုမစိတ်ကိုနဘေးကိုမပြန့်လွင့်စေဘဲနဲ့တစ်ဆက်တစ်ဆက်ထဲရနေခြင်းဒီရနေတဲ့အချိန်မှာ stress ကိုရပ်တန့်ပြစ်ပါတယ် stress ကိုရပ်တန့်ပြစ်ပါတယ် stress ကိုဖယ်ရှားပြစ်ပါတယ်အဲ့ဒီ stress ကိုရပ်တန့်ပြစ်တဲ့အတွက်ကြောင့်အဲ့ဒီ stress ကြောင့်ဖြစ်ရတဲ့ stress hormone နှစ်ခုရှိပါတယ် cortisol ဆိုတဲ့ stress hormone နဲ့ adrenaline ဆိုတဲ့ stress hormone cortisol ဆိုတဲ့ stress hormone ကစီးကြိုဖြစ်စေပြီးတော့ adrenaline ဆိုတဲ့ stress hormone တွေများလာရင်တစ်နေ့လုံးဖြစ်နေရင်နှလုံးကျန်းမာရေးကိုထိခိုက်စေပါတယ် အဲ့ဒါလိုမျိုးဝင်သက်ထွက်သက်ကို9မိနစ်လောက်တစ်ဆက်တစ်ဆက်ထဲအဆက်မပြတ်ဒလက်ဆက်စိတ်ကိုနဘေးမထွက်စေပဲနေလိုက်မိတဲ့အတွက် stress ကိုရပ်တန့်ပြတဲ့အတွက်ခုနကစီးကျိုးကို ဖြစ်စေတတ်တဲ့ cortisol hormone တွေကရပ်သွားတယ်နှလုံးကျန်းမာရေးကိုထိခိုက်စေတတ်တဲ့ adrenaline hormone တွေရပ်သွားတဲ့အကြောင်းနှလုံးကျန်းမာရေးနဲ့စီးကျိုးကျန်းမာရေးတွေအထောက်အကူဖြစ်စေတယ်ဆိုတာ ဘုန်းကြီးကိုယ်တိုင်ကိုတွေ့ဖြစ်တယ်လို့တိတ်ပံသူတေတိများရဲ့သူတေတနာစံသက်ချက်တွေမှာလည်းပဲတွေ့ရှိထားပြီးဖြစ်ပါတယ်ဒါကလက်တွေ့တိတ်ပံနိကြတရားထိုင်ခြင်းကြောင့်ရရှိတဲ့ဇမ္မာရဲ့အကျိုးကျေးဇူးပါခဏနာနည်းနဲ့ထိုင်ပါတယ်အဲဒီဘက်ကဘုန်းကြီးတို့ဗုဒ္ဓဓမ္မဗုဒ္ဓဘာသာနိကြတော့အဲ့ဒီလိုမျိုးစိတ်ကိုကတ်ထားတဲ့အချိန်မှာဝင်သက်ထွက်သက်တို့ရဲ့တစုံတိုင်းတစုံတိုင်းကိုသိနေတဲ့အတွက် ဝင်သက်ထွက်သက်တို့ရဲ့တစုံတိုင်းတစုံတိုင်းကိုသိနေတဲ့အတွက်မသိမှုလို့ခေါ်တဲ့မောဟမရှိတော့ပါဘူးမောဟကင်းသွားပါလေအဲ့ဒီလိုတတိတဲ့တတိတဲ့သိအောင်ကြိုးစားနေတဲ့အတွက်လောဘလည်းလာခွင့်မရပါဘူးနော်တတိတဲ့သိနေတဲ့အတွက်မောဟလည်းကင်းသွားတယ် တတိရဲ့သိအောင်အထုတ်နေရတဲ့အတွက်လောဘလည်းလာလို့မရပါဘူး။နော်အဲ့ဒီခိုက်တံမှာစိတ်ဆိုးစရာ စိတ်တူစရာများလည်းလာခွင့်မရှိပါဘူး။လောဘဒေါသ మో ဟဆိုတဲ့ကိလေသာတွေကျင်းသွားပါတယ်။အဲ့ဒီဝင်တဲ့ထွက်တဲ့ကိုတစုံတိုင်းတစုံတိုင်းသိအောင်အထုတ်နေတာကိုတာမဝါယာမလို့ခေါ်ပါတယ်။မဂ္ဂင်ရှိပါတယ်။တစုံတိုင်းတစုံတိုင်းကိုတိတိနေတာကိုတာမတတိလို့ခေါ်ပါတယ်။ အဲ့ဒီလိုသိနေဖို့အတွက်စိတ်ကိုစူးစိုက်ထားရတဲ့အတွက်ကြောင့်စိတ်ကိုစူးစိုက်ထားရတဲ့အတွက်ကြောင့်စိတ်နှပေးကို ပြန့်လွင့်လို့မရတဲ့အတွက်ကြောင့်သူ့ကိုတမ္မာတမာဓိလို့ခေါ်ပါတယ်ဒီသုံးခုကိုတမ္မာဝါယမတမ္မာတတိတမ္မာတမာဓိဆိုတဲ့ဒီမဲခင်၈ပါးသည်စာအုပ်ထဲမှာလိုက်ပြီးတော့ရွတ်ရမှာမဟုတ်ဘဲနဲ့ယခုကဲ့သို့ဝင်သက်ထွက်သက်ကိုတတိကပ်၍ရှုမှတ်ခြင်းအဖြစ်အဲ့ဒီတမာဓိမဲခင်၃ပါး မခင်၈ပါးတည်းကဓမ္မရီမခင်၃ပါးကိုယ့်ရဲ့ခန္ဓာတန်တန်မှာနားလည်အောင်လို့ဘုန်းကြီးကိုယ့်ပိုက်ထဲမှာဖြစ်ခွင့်ရတယ်လို့ဒီလိုဘုန်းကြီးဆိုပါတယ်အဲ့လိုဖြစ်နေတဲ့ခိုက်မှာဝစီကံသီလပါဇက်ကဘာမှပြောခွင့်မရှိမဟုတ်တာတွေလုပ်ပန်ပြောပန်ခွင့်မရှိတဲ့အတွက်ပြောပြောဖို့အချိန်မရှိတဲ့အတွက်ဝစီကံသီလလုံးနေပါတယ်ဒါကိုတမဝါစာမခင်လို့ခေါ်ပါတယ် တော့ကာယကံအဖြစ်ကိုယ်အဖြစ်လည်းမဟုတ်တတ်တွေထပ်ပြီးတော့လှုပ်ခွင့်မရတဲ့အတွက်ဒါကိုတမ္မကမ္မန္တလို့ခေါ်ပါတယ်เนาะတမ္မဝါစာပါဇက်ကမဟုတ်တာတွေကိုပြောနေတာမဟုတ်ပြောခွင့်ပြောဖို့အချိန်မရှိတော့တဲ့အတွက်တမ္မဝါစာဖြစ်နေပါတယ်ဒီရှုနေတဲ့အခိုက်အတန့်ခန္ဓာကိုယ်လည်းမဟုတ်တာတွေကိုထပ်လှုပ်ခွင့်မရှိတဲ့အတွက်တမ္မကမ္မန္တဖြစ်နေပါတယ်အဲ့ဒီအခိုက်အတန့်မှာ အသက်မွေးဝမ်းကြောင်းအလုပ်ကလည်းမှားယွင်းတာတွေပါပါတယ်တမအာဇီဝကလည်းဖြစ်နေပါတယ်အဲ့ဒါကိုတီလမက်ခင်3ပါလို့ခေါ်ပါတယ်နော်တီလမက်ခင်3ပါလို့ခေါ်ပါတယ်ဒီတမထတမာတိတမထဘာဝနာလို့ခေါ်တာပေါ့တမထတရားထိုင်နည်းလို့ခေါ်တယ်ဝင်သက်ထွက်သက်ကို1နှစ်3လေးနဲ့နံပါတ်လေးတွေကပ်ကပ်ပြီးတော့သွားတဲ့အချိန်မှာနော်နံပါတ်လေးတွေထိုးထိုးပြီးတော့သွားတဲ့အချိန်မှာတမာရိမက်ခင်က3ပါတီလမက်ခင်က3ပါ ကိုမှရနေပါတယ်အဲ့ဒီခိုက်တံမှာနော်အဲဝိပဿနာပဲတက်ပြီဆိုတဲ့ခါကျတော့ဝင်သက်တက်တစုံလေးကအဲ့တော့တင်းနှစ်သုံးလေးကဏ္ဍနေမထိုးတော့ဘူးဝင်သက်တက်တစုံလေးကပြက်သွားလိုက်နောက်တစုံဖြစ်လာလိုက်ဝင်သက်တက်တစုံလေးကပြက်သွားလိုက်နောက်တစုံဖြစ်လာလိုက်ဝင်သက်တက်လေးတစုံကပြက်သွားလိုက်နောက်တစုံဖြစ်လာဖြစ်လာလိုက်နေဆိုပြီးတော့အဲ့ဒါလိုပြက်သွားလိုက်နောက်တစုံဖြစ်လာလိုက်ပြက်သွားလိုက်နောက်တစုံဖြစ်လာလိုက်နေ တည်၍တည်၍နေခြင်းသည်တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပမဲ့ခင်များပညာမဲ့ခင်များရဲ့အလုပ်ဖြစ်ပါတယ်။အဲဒီမဲ့ခင်ရှိပါပိတ်သေးကိုပေါ်ဖို့ဆိုရင်ခွန်ကြီးတို့ဟာစာထဲမှာတွားရွတ်နေရမယ်ကုသိုလ်ပြည့်ယွန်းနည်းမဟုတ်ပဲနဲ့ဒီပိတ်ထဲမှာကိုယ့်ရဲ့ညံထဲမှာကိုယ့်ရဲ့ပိတ်ထဲမှာပေါ်ဖို့အတွက်ပေါ်အောင်အားထုတ်ရမယ်လက်တွေ့အားထုတ်နည်းဖြစ်တယ်ဆိုတာကိုလည်းပဲဒီနေရာမှာတခါလေးပြောခြင်းပါတယ်ယခုတရားထိုင်နေမှာတော့ စီကြုပ်ပြောက်ပုံသွေးတို့ပြောက်ပုံကိုစနစ်တကျသိပ္ပံနည်းကြပြောပြီးတော့မဲခင်ရှိပါဘယ်လိုပါဝင်နေတယ်ဆိုတာကိုလည်းပဲစနစ်တကျရှင်းပြထားခြင်းဖြစ်ပါတယ်ဘာဒသနိကဘာအတွေးခေါ်မှာမပါပါဘူးလက်တွေ့ကိုရစေတာဖြစ်တဲ့အတွက်တရားထိုင်တကယ့်ကိုအမှန်တကယ်တရားအထုတ်ခြင်းသူများအတွက်တကယ့်ကိုအမှန်တကယ်တရားအထုတ်ခြင်းသူများအတွက်တည်တံလို့ဘုန်းကြီးမမမြတ်မြတ်နဲ့ခေါင်းစဉ်ပေးပြီးတော့ရှင်းပြနေတာဖြစ်ပါတယ်တကယ်တရားအထုတ်ခြင်းနဲ့သူများတို့ ကောင်းကျိုးချမ်းသာဖြစ်စေမယ်လို့လည်းဘုန်းကြီးယုံကြည်ပါတယ်။လိုက်ပြီးတော့အာထုတက်လိမ့်မယ်လို့လည်းဘုန်းကြီးမျှော်လင့်ပါတယ်။အားလုံးသတိပဋ္ဌာန်ကိုအာထုရင်ကျမ်းမာလှပဝိတ်လဲကြ၍သတိပဋ္ဌာန်ကိုအာထုရင်ကျမ်းမာလှပဝိတ်လဲကြ၍တရားထူးများပါရကြပါစေလို့မြတ်တာဘုရားရဲ့ဏိဂုံးချုပ်ပါတယ်နော်။အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ။